thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဆီအာနာသိမ့်မှုစန်းကျင်နေငလင်တန်တင်ပြည်သူတွေထံကိုအကူအညီများမရောက်စေဖို့စစ်ကောင်စီကမဟာဗျူဟာဖြင့်ပိတ်ပင်နေပြီးစီရင်ရတိုက်ခိုက်နေတယ်လို့ကုလသမဂ္ဂကအသိပေးကြေညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကငလင်တန်တင်ဒေသများမှာပြည်သူများထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ပင်ကန့်သတ်နေပြီးအထူးသဖြင့်ဆီအာနာသိမ့်မှုစန်းကျင်နေပြည်သူတွေထံကိုအကူအညီများမရောက်ရှိစေဖို့တားဆီးခြင်းတိုက်ခိုက်ခြင်းများလုပ်ခြင်းဆောင်ရွက်ကြောင်းကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးကသတင်းထုတ်ပြန်ကြေညာပါရယ်အကြံဖက်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့များစုမိုးနေတဲ့ငလျင်တန်တဲ့ဒေသမှာပြည်သူတွေထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့ကန့်သက်ပေးပင်နေကြောင်းဒါအပြင်မလ28ရက်နေ့ငလျင်လုတ်ခတ်ပြီးရင်နောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလုံဆောင်ခဲ့ကြောင်းအဲ့ဒါရီနဲ့မှစစ်တပ်ရဲ့တိုက်ခိုက်မှုပေါင်း16ခုမှာအီဗီလာ၂ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီးရင်နောက်လုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ဧပြီလလီယာနေ့မှာလည်းစစ်တပ်ကထပ်မံပြီးတိုက်ခိုက်မှုပေါင်း၈ခုကိုဆောင်ရွက်ခဲ့ကြောင်းစစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများမရှိတဲ့အတွက်ကတ်ဆိုးကြီးဖြစ်နေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ပြင်အား9တသမာ9အဆင့်ရှိငလင်ကြီးမှာမြန်မာပြည်သူ28တန်းနေထိုင်ရာဒေသတွေကိုလှုပ်ခတ်ခဲ့ပြီးအစအုံများပြိုလဲခြင်းလူမှုအတိုင်းဝန်းကိုပြိုကွဲပျက်စီးစေခြင်းအများစုသောပြည်သူတွေအစာအစာရှိနေခိုးလုံရကင်းမဲ့နေကြောင်းငလင်ကြောင်းတည်ဆောင်သူ3100ကျော်ရှိကြောင်းသိရပါတယ်။ အကူအညီကန့်သတ်ချက်တွေက2021ခုနှစ်စစ်အာဏာသိမ်းမှုကိုမထောက်ခံနေပြည်သူတွေထံကိုမရောက်ရှိစေဖို့စစ်တပ်ကမဟာဗျူဟာအစိပ်ပိုင်းတစ်ခုဖြစ်တားဆီးကြောင်းကုလသမဂ္ဂ OACHR မြန်မာနိုင်ငံအကြီးအကဲကပြောပါရယ်။ငလင်ဘေးဒဏ်သင့်စကိုင်းတိုင်းမှာအကူအညီများအထူးလိုအပ်နေပြီးလိုအပ်သူတွေကိုကူညီဖို့အချိန်ခါနေပါလာနေကြောင်းကုလသမဂ္ဂလူအခွင့်အရေးယုံမှပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ မိကြောင်တိုက်ခိုက်မှုတွေဟာထိတ်လန့်တုံ့နှုတ်စရာကောင်းပြီးချက်ချင်းရတံဖို့လိုအပ်ပါတယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့ပြန်လည်ထူထောင်ရေးပေါ်အာရုံစိုက်ဖို့လိုပါတယ်လို့ပြောပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိစစ်တမ်းရုံနီးနဲ့ MPK ကုန်တိုင်နီးမှာမင်းအောင်လိုင်းကိုဆန္ဒပြပြီးရှန်ဂရီလာဟိုတယ်အနီးနာတွားရောက်ဆန္ဒပြသူမြန်မာနိုင်ငံသားကိုဖြိုးပိုင်ဖမ်းဆီးခံထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံဘန်ကောက်မြို့စစ်တမ်းရုံနီးနဲ့ MPK ကုန်တိုင်နီးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုဆန္ဒပြမှုလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် AB ီလာလီယန်နီနေလယ်ပိုင်းပန်ကားမျိုးစစ်တမ်းရုံးနီးတကုံမျိုးတင်မြောက်ပိုင်းကျောင်းသားသမကဘာကတာများအဖွဲ့ချုပ်မှနိုင်ငံသားရောက်တော်လိုင်းရဲဘော်ရီနဲ့ပူပေါင်းပြီးမင်းအောင်လိုင်ကိုဆန္ဒပြခဲ့ကြပါရယ်ဒါအပြင် MPK ကုံတိုင်နီးမှာလည်းမင်းအောင်လိုင်ကိုဆန့်ကျင်တဲ့စားသားတွေကင်ဆောင်ပြီးထိုင်းရောက်မြန်မာတချို့ကဆန္ဒပြခဲ့ကြောင်းသိရပါရယ်အလာဒူမနေကအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဆန္ဒပြဖို့တွားတဲ့မြန်မာနိုင်ငံသားဖြိုးပိုင်မှာပန်ကောင်မျိုးရှန်ခီလာဟိုတယ်နီးမှာဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိထိုင်းရဲတွေကဖမ်းဆီးထားဆဲဖြစ်ကြောင်း၎င်းကို မြန်မာပြည်ပြန်ဖို့မှာကိုစိုးရင်ကြာကိုဖြိုးပိုင်ရဲ့မိတ်ဆွေတို့ကပြောပါတယ်ဆက်လက်ပြီးဝရမ်းပြည်ဖိုခွေကိုဖန်ဆီးပေးပါရင်အင်တာပိုအဖွဲ့ဝင်ထိုင်းကိုတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဝရမ်းထုတ်ခံရတဲ့စကောက်စာကိုဖန်ဆီးပေးဖို့အင်တာပိုအဖွဲ့ဝင်ထိုင်းကိုတောင်းဆိုတယ်လို့သိရပါရယ်။ထိုင်းနိုင်ငံဘဏ်ကောင်မျိုးကိုပင်စတက်အစည်းအဝေးတက်ရောက်ဖို့ရောက်ရှိနေတဲ့စကောက်စာပို့ချမှုချင်းမရလိုက်ကိုဖန်ဆီးပေးဖို့အပြည်ပြည်ဆိုင်ရာအရေး တပ်ဖွဲ့အင်တာပိုဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ထိုင်းကို Burmese Rohingya Organization UK က AB လေးရက်နေ့မှာတောင်းဆိုပါတယ်။မင်းအောင်လိုက်ကလူမျိုးတုံးတက်မှုနဲ့လူမဆန်တဲ့ရာဇဝတ်မှုတွေအတွက်အလို့ရှိနေတဲ့ရာဇဝတ်ကောင်တယောက်ပေါင်း Binstead ကောင်ဆောင်တွေကဒီလိုရာဇဝတ်ကောင်နဲ့အတူထိုင်ဖို့မသင့်တော်သလိုသူ့ကိုလူရလည်းမသွင်းတော့ပါဘူး။အဲဒီအစားသူကတန်တိုင်နောက်ကိုရောက်တင်လာမှလို့ Proud ဖွဲ့ဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်ကို Rohingya လူမျိုးတုံးတက်ဖြတ်မှုနဲ့ဖေဖော်ဝါရီ23ရက်နေ့မှာအာဂျင်တီးနားနိုင်ငံတရားရုံးကဖန်ဝန်ထုတ်ခဲ့ပါ ါတယ်။ဖန်ဝန်းထုတ်ပြီးရဲ့နောက် APD ရဲ့နေမှာအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ထံကိုအကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံက1952ခုနှစ်ကလေးကအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဝရမ်းထုတ်ခံရသူကိုအင်တာပိုရဲတပ်ဖွဲ့ဝင်မှတွေ့ရှိပါကလုပ်ငန်းစဉ်အရာတရားရုံးကိုတည်ရဝင်လွှဲပြဖို့ဘရော့ကာတိုက်တွန်းထားတာဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံဘူနိုအေရစ်မျိုးရှိတရားရုံးမှစစ်ကောင်စာပူဇော်မှုကြီးမြောက်လိုက်ပါဝင်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်သူစစ်ကောင်စီအရာရှိ23နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တမရဟောင်းဦးထင်ကျော်တို့ကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝမ်းထုတ်ထားတယ်လို့သိရပါဗျာ။ လက်ရှိမှာဝရမ်းထုတ်ခံထားတဲ့စစ်ကောင်ဆောင်ကထိုင်းနိုင်ငံဘက်ကောင်မျိုးမှကျင်းပနေတဲ့6ချိန်မြောက်ဘင်းစတက်စီဝေးကိုတက်ရောက်နေပါတယ်။စစ်ကောင်ဆောင်မရောင်းလိုင်းကိုဘင်းစတက်စီဝေးကိုတက်ရောက်ခွင့်မပြုဘဲမြန်မာနိုင်ငံမှာစစ်အာဏာရှင်ဆန့်ကျင်ရေးအချက်ဖက်အဖွဲ့အစည်း300ကျော်ကထိုင်းစိုးရနဲ့ကောင်ဆောင်တွေကိုတောင်းဆိုခဲ့ပြီးမြန်မာထိုင်းစိုးရကမျက်ကွယ်ပြုခဲ့ပါတယ်။အခုအစည်းအဝေးမှာဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊မြန်မာ၊နီပေါ်နဲ့သီရိလင်္ကာနိုင်ငံတို့မှအကြီးအကဲတွေလည်းထိုင်းစိုးရတာဝန်ရှိသူတွေနဲ့တူတက်ရောက်မှာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ အာဂျင်တီးနားဖန်ဝရန့်ကိုအင်တာပေါ်ကတဆင်အကောင့်တွေဖော်ပြပေါ် Block Money Campaign ကတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာတင်းစကောင်းဆောင်နဲ့လူပုဂ္ဂိုလ်25ဦးကိုအင်တာပေါ်မှတဆင်ဖန်စီမိတ်များထုတ်ပြန်ပေးပေါ်အာဂျင်တီးနားအစိုးရကို Block Money Campaign ကတိုက်တွန်းလိုက်ပါတယ်။အာဂျင်တီးနားအစိုးရအနေနဲ့နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာရှင်အဖွဲ့မှအလင်းအမြန်ပူးပေါင်းဆောင်ရွက်ဖန်စီမိတ်တွေထုတ်ပြန်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။ BMC ရဲ့ထုတ်ပြန်ချက်အတွင်းဖန်ဝရန့်ကရာဇဝတ်မှုအတွက်တန်တရားရှိသူတွေထဲမှာပြစ်မှုထင်ရှားသူတွေကိုဖော် ်ထုတ်တရားစီရင်နိုင်ဖို့ရုံးတော်ကိုခေါ်ယူခြင်းဖြစ်ကြောင်းနားလည်တယ်လို့ဆိုပါတယ်။ရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြန့်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကို2012ခုနှစ်အရတားတပိုင်းစစ်တပိုင်းအစိုးရတိန့်စိန်အစိုးရလက်ထက်မှာကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ။တက်ဆက်ထဲမှာပင်အရက်သားဆိုရတက်လာပြီး2016ခုနှစ်နဲ့2018ခုနှစ်တည်းမှာအကြီးမားဆုံးသောလူမျိုးတုံးသက်ပြတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့2008အခြေခံဥပဒေကဘလို့အခြေအနေမျိုးမှာပဲဖြစ်ပါစေအရက်သားဆိုရကပြည်သူလူထုကိုကာကွယ်ပေးရမယ်လို့မှတ်ယူကြောင်း Black Money Campaign ကဆိုပါတယ်။ဒါကြောင့်အရက်သားဆိုရအနေနဲ့အကာအကွယ်မပေးခဲ့မှုကအထင်အရှားမှတ်တမ်းသက်တည်များရှိခဲ့တယ်လို့ဆိုပါတယ်။အာဂျင်တီးနားတရားရုံးနေနဲ့အပြည်ပြည်ဆိုင်ရာတရားစီရင်မှုအောက်မှလွတ်လပ်ပြီးဗက်လိုက်မှုမရှိတဲ့အဆုံးဖြတ်ချက်ကိုချမှတ်ခဲ့မှု အပေါ်ယုံကြည်ရလို့လည်းသွေးစွန်ငွေဖြတ်တောင်ရင်လှူရှာမှုဖွဲကဆိုပါတယ်သွေးစွန်ငွေဖြတ်တောင်ရင်လှူရှာမှုဖွဲအနေနဲ့လူမျိုးတုံးသက်ပြတ်မှုကျူးလွန်ခံခဲ့ရတဲ့ရိုဟင်ဂျာလူမျိုးတွေနဲ့တူတရားမျှတမှုရရှိတဲ့ဒီဆက်လက်ရည်တည်သွားမယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ကအာဂျင်တီးနားနိုင်ငံရှိဖက်ဒရယ်ဆိုင်ရာရာဇဝတ်မှုတရားရုံးမှမြန်မာနိုင်ငံရှိစစ်ဘက်ဆိုင်ရာခေါင်းဆောင်လူပုဂ္ဂိုလ်23ဦးအရက်ဖက်အစိုးရခေါင်းဆောင်လူပုဂ္ဂိုလ်9ဦးရိုဟင်ဂျာလူမျိုးတွေပေါ်လူမျိုးတုံးသက်ပြတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားစီရင်နိုင်ရေးဖန်ဝန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးဆိုရာ NUG ကတော့ဖန်ဝရံအတွင်းလူထုကောင်းဆောင်တောင်ဆန်းစုကြည်နဲ့တမရဟောင်းဦးတင်ကျော်တို့ပါဝင်နေမှုကမာရွင်နဲ့ဆွဆွဲချက်သာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးနိုင်ရကန်စခန်းကိုစစ်ကောင်စီကနေစဉ်လက်နက်ခဲယံနဲ့လူအင်အားဖြည့်ပို့ဆောင်နေပြီးတိုက်ပွဲပြင်းထန်နေကဗရန်အမြောက်တမပြည်ကူနေတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။မကွေတိုင်းငဖင်းမြို့နယ်တွင်ရှိနိုင်ရကန်စစ်ကောင်စီစခန်းကိုအင်အားနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးစစ်ကောင်စီကနေစဉ်အင်အားဖြည့်တင်းနေကြောင်းသိရပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဗရန်ရှိအမြောက် ောက်တန်းအာမတ395မှာနေပြီးလက်နက်ကြီးတွေနဲ့နေရီကံဘက်ကိုပစ်ကိုတိုက်ခိုက်ပြီးခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲကထွေးလုံးရှစ်ပတ်အနေထားဖြစ်တယ်ပြောရမယ်။ပဒန်းရွာနယ်ဆို15မိုင်လောက်กว่าမယ်။အဲဒီကနေလက်နက်ကြီးနဲ့ပြစ်တယ်။မိထီလာချင်းဆိုင်ခမာရ315ကလွဲလို့တမ69ရဲ့ကြံတရင်ကိုရင်စလုံးအင်အားဖြစ်နေတာပါလို့မကွေးစစ်တရင်ရှင်မြစ်ကပြောပါတယ်။ မကွေးရှိတမကိုဆက်ကိုလောက်ခံတရင်နေမှာစစ်ကောင်စီအင်အား30ကျော်ပါရင်တန်းကပြီးခဲ့တဲ့မလ3ရက်နေ့ကအမှတ်905အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မာဆခ905အတွင်ဝင်ရောက်လာပြီးမလ9ရက်နေ့မှာနိုင်ရီကန်နဲ့တပ်ဆိုင်ရာစခန်းများကိုတွားရောက်ပူးပေါင်းထားကြောင်းသိရပါတယ်။ဒါအပြင်မနေ့ကမလ10ရက်ကလည်းအင်အားတင့်တင့်ပါရိတ်ခါနယ်လက်နက်ခင်းရမရင်တန်းကမာဆခ905ကိုမဝင်ပဲနိုင်ရီကန်စခန်းကိုပူးပေါင်းသွားကြောင်းသိရပါတယ်။ ဒါအပြင်အခုရက်ပိုင်းတွင်နိုင်ငံစကန်နဲ့စစ်တမိုင်သာကွာဝေးတဲ့ပြင်းဝစစ်စင်ကိမ်မာလဲစစ်ကောင်စီနဲ့အင်အီတို့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။နိုင်ငံဤကဘာလုံးစကန်မှာလဲတမ69ရင်ဒုတိယတမမှုကပြူဟာမှုဖြင့်ဦးစီးနေပြီးခန်းစစ်ကန်ကိုအထုံးမွမ်းပြင်ဆင်ထားဖို့စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရပါတယ်။စွန်တက်စစ်ကောင်စီစကန်မှာခမာယာ15နဲ့ခမာယာ315တို့ကိုကဘာလုံးစကန်မှာပူပေါင်းထားပြီးအင်အား900ကျော်နဲ့စုဖွဲ့မှုတွေရှိနေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်။